များအားလုံးပဲမင်္ဂလာပါရှင်။ဒါပြင်းညချန်တွေကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစ်။ဒီနေ့မှနားဆင်ရမယ့်ဇာလန်လေးကတော့အကြီးတန်းပဝင်းကျင်လို့အမည်ရတဲ့ရဲမတန်းမှုကင်းဖြစ်ရမယ့်ဇာလန်လေးပဲဖြစ်ပါရစ်။ဟုတ်ကဲ့။ဒါဆိုရင်တော့ဇာလန်လေးကိုစတင်လိုက်ပါတော့မယ်။မင်္ဂလာပါဆရာတင်အောင်။မင်္ဂလာပါဗျာ။အခုပဲစကမ်းမှုညွန်ကြသွားပါရစ်။ဘာများလဲဆေးကြီးရဲ့။ စခန်းရုံတွင်ကိုဝင်လာတဲ့ဒူရဲအုပ်တရားကိုမြင်တာနဲ့တတက်ကြီးစီလာထုံကနှုတ်ဆက်လိုက်တယ်။ဒူရဲအုပ်တရားကလည်းပြန်ပြီးတော့တုတ်ပြန်နှုတ်ဆက်လိုက်တယ်။စောစောကပကံလုံးကျောမှာဆွဲကြိုးဖြတ်မှုတစ်ခုဖြစ်တယ်။အဲ့ဒီကဆရာကိုတာဝန်ပေးဖို့စခန်းမှုညွှန်ကြားပါလိမ့်ဆရာ။ဟာပုံမှန်380နှစ်အမှုဟထိုးလဲအောင်လိုက်ရတော့ပါပဲ။မပူပါနဲ့ဆရာ လုပ်ငန်းတစ်ဝက်ပြီးနေပါပြီ။ဟောဒီမှာတတ်တဲ့ကံဆွဲကြိုး အကျုပ်ထဲမှာလည်းတရားခံတယောက်ကိုမိထားပါတယ်တယောက်ကတော့လွတ်သွားတယ်တက်ကြကြီးစီရေးလာထုံးကပထမသတင်းပေးတိုင်ကြားချက်နဲ့တန်ကျိုးပုံဆွဲကျိုးပြတ်တကုံးကိုပြီးပြီးတော့အမှုခြေနေကိုရှင်းပြရီတရားခံနှစ်ယောက်အနက်တယောက်ကိုမိအောင်ဖမ်းပြီးတော့တတိကံပြစ္စည်းလေးရအောင်ဆောင်ရွက်ထားရီမောင်မင်းကြီးသားများကိုတိတ်ပြီးတော့ကျေးဇူးတင်နေပြလွတ်တော်ရီတယောက်ကမကြခင်ချုပ်ထဲကိုရောက်လာအောင်ကျွန်တော်ကြိုးစားပါမယ်ကျွန်တော်တာဝန်ထားပါ ဒီနေ့ကံတော်ကြီးပကံလုံးကျွန်းရှိတစ်ပင်ရိပ်မှာတစ်တစ်နဲ့အမောင်တို့အေးရိပ်ခုပြီးတော့စကားပြောနေကြစဉ်လူနှစ်ယောက်ကရုတ်တရက်အနားကိုရောက်လာပြီးတော့တယောက်ကအမောင်ကိုတွန်းထုတ်ပြီးကြံတယောက်ကတော့တစ်တစ်လေးဘင်းကဆွဲထားတဲ့တကြက်သားရှိရွှေဆွဲကြိုးကိုဖျက်ယူပြီးအငိုက်မို့အမောင်နဲ့တစ်တစ်တို့ကဘာမှပြန်လဲမတုတ်ပြန်လိုက်နိုင်တော့လေတစ်တစ်ရဲ့နှုတ်ကပဝင်းကျင်ကိုအော်ဟစ်ပြီးအကူညီတောင်းနိုင်ခဲ့တယ်တိတိရဲ့အော်ဟစ်ကူညီတောင်းတန်ကိုပဝင်းကျင်ကလူများကကြားသိပြီးတော့ ူသူများကလည်းတက်ဆင့်အော်ဟစ်ပြီးတော့အကူအညီတောင်းကြတယ်။ကရဝိတ်ရဲကင်းမှုတက်ကြအောင်ခံကြတော့ဆွေချိုးဖြတ်သမားများပြေးလာတဲ့လမ်းကဆီးပြီးတော့လုံထွေတပ်ပုတ်ဖမ်းဆီးရာဒူးစရိုက်သမားတရခန်တယောက်ကလွတ်မြောက်သွားပြီးတော့တယောက်ကိုတက်သည့်ခံဆွေချိုးပြတ်နေသူဖမ်းမိခဲ့တယ်။တို့ကြောင့်တစ်တစ်ဆိုတဲ့မင်းကလေးကမင်္ဂလာတောင်ညွန့်ရဲစခန်းကိုလာပြီးတော့အမှုဖွင့်နေအေးအေးယူဆောင်ရွက်ပေးပါရန်တိုင်ကြားခဲ့တယ်။ လူမတိအောင်တိုးတိုးတိတ်တိတ် ပကံလုံးကျွန်းသွားပြီးတော့အေးကွက်ရှာကမှဆွဲကျိုးဖြတ်တမဒူးစရိုက်ကောင်းတွေကြောင့်ရုံရောင်ခက်ရောက်ရောက်ပြီးတော့လူကြီးတွေတိကုံတော့မှာပဲဒီအတွက်တော့ဘာမှမပူပါနဲ့ဆရာသမားတရလိုမသေးသေးနဲ့မျက်မျက်သက်သက်အမောင်တို့နှစ်ယောက်လုံးကိုကျွန်တော်စစ်ချက်ယူထားပြီးပါပြီသူတို့နှစ်ယောက်ရဲ့ထွက်ဆိုအစစ်ခံချက်တွေဟောဒီမှာဆရာသူတို့ကိုစခန်းမှာကြာကြာထိုင်ခိုင်းပြီးတော့ဆရာကိုစောင်းခိုင်းထားရင်သူတို့ရှက်ပြီးတော့နေရထိုင်ရခတ်မေးဆရာ ဒါကြောင့်ဆောင်ရွက်စရာရှိရာတွေကိုဆောင်ရွက်ပြီးတော့သူတို့ကိုကျွန်တော်ပြန်လွှတ်လိုက်ပါရစေ။လိုအပ်ရင်တော့သူတို့နဲ့ဆရာဆက်သွယ်နိုင်အောင်လို့လိမ့်စာနဲ့ဖုန်းနံပါတ်ယူထားလိုက်ပါရစေ။ဟုတ်ပါပြီ။ကျေးဇူးတင်ပါတယ်ဆရာလာထုံး။ကုညီလက်စားနဲ့ကုညီပေါင်းပြောပါဆရာကျွန်တော်ပါကုညီရမလဲ။380နည်းအမှုကိုတလက်စာတွေနဲ့ကျွန်တော်ဆက်စင်မယ်။စောစောကမိထားတဲ့တရားခံကိုခဏထုတ်ပေးပါလား။ဟုတ်ကဲ့ရပါရစေဆရာ။ တကြကြည်စီလာထွန်းကအချုပ်တွင်ကတရခံကိုကင်းမှုကို ထုတ်ခိုင်းပြီးတော့အမှုစိအရာရှိဒူရဲအုပ်တင်အောင်ထံကိုပေးလိုက်တယ်။ဆွဲကျိုးဖြတ်သမားဆိုလို့ကြည်ကြည်မာမာကြားကြားရရအောင်မိပါတယ်။မင်းကမင်းသားလို့ဖို့ကောင်းနေ။ကဲထိုင်းထိုင်း။အမှုစိအရာရှိက ကင်းမှုအနံ့လာတဲ့တရခံကိုကြည့်ပြီးတော့ပြောလိုက်တယ်။တပွဲရှိမှရှိတဲ့ထိုင်းကောင်မှထိုင်ခိုင်းလိုက်တယ်။ချာတိတ်ငါမေးတာပြော ဟုတ်လား။ဟုတ်ကဲ့ အမှုစီအရာရှိကိုတရားခန်းကမပွင့်တပွင့်ဟုတ်ကဲ့လို့ပြောလိုက်ပြီးနောက်ဇွဲကျိုးဖြတ်မှုကိုဆက်စစ်တယ်။အမီအောင်သည်ဟာအသက်16နှစ်အလောက်ကင်မရှိအဘအမီဥအောင်မြတ်ကျမ်းမာရေးမှုအမီအမီဒေါခင်ခင်ကြီး အထေရောက်နေရက်ကန်းနာလန်လွတ်လပ်ရေးရက်ွက်အလုံးမျိုးနေ ဟက်ကောင်ရောက်နမေကလည်းအပြန်စားရုပ်ကြည့်တော့လေတနာကမှာမိဘများရဲ့အခြေအနေကလည်းမဆိုးပဲနေ။ မင်းကဘာကြောင့်ဒူးစိတ်တမဖြစ်ရတာလဲခြားတိတ်ဟာအမှုစိတ်အရာရှိဒူရဲအုပ်တင်အောင်ကလုပ်ငန်းစစေချိန်မှာမြင်တွေ့သိရှိလိုက်ရတဲ့အခြေအနေပေါ်ကိုသုံးသက်ပြီးညင်းညင်းညူညူပြောလိုက်တယ်အမှုစိတ်အရာရှိကညီးတွားမိတယ်ဆိုရင်ညီးတွားစရာပါတိရခန့်ဆိုတဲ့အောင်တီဟကိုကြည့်ရရင်တော့ရုပ်ရည်ကတနာကမှာဖြူဖြူစင်စင်လေးမိဘကိုကြည့်အောင်မလားနှစ်ဦးစလုံးကအစင်မနေတယောက်ကကျမ်းမာရည်မှုနောက်တစ်ယောက်ကဂုံသေး ် DFA DMA ကမွေးထားတဲ့ဒီတာဒူးစရိုက်တော့မှဘာကြောင့်ကြုံမိပါလဲကဲဘလို့ပဲဖြစ်ပါစေအောင်တော့ဥပဒေဘတ်တော်သားများကတော့ဥပဒေနဲ့ညီဆက်လက်ဆောင်ရွက်ရအောင်မေဒီမှာအောင်တီဟာမင်းကျူးလွန်တဲ့အမှုကတာမန်ရိုက်နဲ့ဒူးကျိတ်ရံဖြစ်သူမျိုးမဟုတ်ဘူးနော်ဒူးစရိုက်မှုဒူးစရိုက်မှုမှာအများကယုံမုံနေဒူးစရိုက်မှုမျိုးဖြစ်တယ်လို့တာဝန်ရှိသူတွေကလည်းအမြင့်ပြတ်သွားအောင်ခြေမုံပြဖို့စီမံချက်ချနှိမ်နှင်းနေတဲ့အမှုမျိုးပဲ ပြည့်တန်ချပြီဆိုရင်လေဒီအမှုမျိုးစုံမညှောက်လက်တဆုံးချမှာပဲမင်းထောင်ထဲမှာအကြကြီးနေရမှာမကြောက်ဘူးလားတရခန်ကတာသမီအွေမှုဂယုနာဒေါသနဲ့အမှုစစ်အရာရှိကအမှုစစ်စီရင်ပြောလိုက်တယ်တရခန်အောင်တီဟာမှာအင်းမလုံအင်းမလုံဥကောင်းကိုအောက်ကိုငုံထားရီဖြစ်လာမှာတော့မတူးတော့ပေါင်းချားတိတ်ရငါလည်းတာဝန်ရမေးစရာရှိတာမေးမေးမင်းလည်းမှန်မှန်ကန်ကန်ပြီဟုတ်ပြီလားလွတ်တော်တဲ့ကောင်ကဘယ်သူလဲ ခင်းညို့သူကဘဲမှာနေတာလေအနန်းပင်မြောက်ကလာမှာနေပါတယ်ဒုတိကျင်တာက လေးစာအတိကျကိုတိကျင်တာကအမှုစိအရာရှိကလွတ်သွားပြီးဒုစရိုက်ကောင်ဘယ်သူလဲဘဲမှာနေလေစသဖြင့်တရခန်အောင်ဒီဟကိုဆင့်ပြီးတော့အောင်ဒီဟကတိတိကျကျမတိချောင်ရှင်းပြတယ်အခုကျွန်တော်ပြထားတဲ့လိမ့်စာကအမေအိမ်လိမ့်စာပါအဖေကတာအုပ်ကလာမှာတီးခြားနေပါတယ် ကျွန်တော်အနေနဲ့အဖေအိမ်မှာလည်းမနေသလိုအမေအိမ်မှာလည်းမနေပါဘူးအဖေအိမ်လေးစားကိုအင်ကိုရောက်ဘူးပေမဲ့အမတ်တို့လမ်းအမီတို့မသိပါဘူးသွားမယ်ဆိုရင်တော့သွားတတ်ပါတယ်ဒါဆိုရင်ခင်ညို့အိမ်ကိုလည်းမင်းလိုက်ပြနိုင်လားကျွန်တော်တကားမှမရောက်ဘူးလို့လိုက်မပြနိုင်ပါဘူးဇီယကျွန်တော်တို့လောကမှာတယောက်နဲ့တယောက်လေးစားတိတိကြကြပြောရိုးထုံးစံမရှိပါဘူးဇီယကျွန်တော်တို့အချင်းချင်းစုံချင်းရင်တတ်မှတ်ထားတဲ့နေရာတတ်မှတ်ထားတဲ့ရက်အချိန်တွေမှာသွားဆောင်ရင်တွေ့ရပါတယ် အောင်တီဟကသူ့ရဲ့အဖို့ခင်ညိုရဲ့လိမ့်စာကိုအတိအကျမသိကြောင်းသူဘွားနဲ့ရှင်ပြီးတော့ဒူရဲအုပ်တင်အောင်ကိုရှင်းပြရီမှန်ပါရီဒူးဆိုင်သမားလေဒူးဆိုင်သမားအယောက်သူ့အတွက်လုံခြုံလွတ်မြောက်ရန်နီလန်ကြံစားကြမှာတည်ကြပါရီညီစမ်းမောင်မင်းအဖေနဲ့အမေကဘာကြောင့်တနေရစီဖြစ်နေရတာလဲနောက်ပြီးတော့မင်းကအဖေနဲ့လည်းမနေအမေနဲ့လည်းမနေဘူးဆိုတော့မင်းဘယ်မှာနေတာလဲကျွန်တော်ကခြေတလုံးအိမ်နိုင်မယ် ကျုံတလို့နေကျုံတလို့စားပါတယ်။အောင်တီဟကသူ့ဘဝရဲ့နာကြီးဘွယ်ရာဘဝကိုပြန်ပြီးတော့တရီရသလားမသိပါ။အန်ကိုတင်းတင်းကျိတ်ပြီးတော့တံပြက်နဲ့အဖြေပေးလိုက်တယ်။မင်းအဖေနဲ့အမေကကွဲနေတာလား။ဟုတ်ပါတယ်။ကွဲနေတာဘလောက်ကြာပြီလဲကွာ။ကျွန်တော်ဆင်းနေသားလောက်ကပါ။မင်းအဖေနဲ့အမေကဘာကြောင့်ကွဲတာလဲ။မိဘတွေကွဲသွားစဉ်ကမင်းဘသူနဲ့နေနေတာလဲဆိုတာပြောပြစမ်းမအောင်ကွာ။ အောင်တီဟကအမှုစိအရာရှိသူရဲ့အုတ်တရားကိုဆက်စုရန်ကိုဆိုတဲ့အကြည့်နဲ့စကနေမော့ပြီးကြည်အမှုစိအရာရှိအနေနဲ့အောင်တီဟရဲ့အကြည့်ကိုသဘောပေါက်တယ်။သို့တော်လည်းသူ့အပေါ်ဘလို့မှသဘောမထားပါသူ့ရဲ့သားရွယ်မှု အောင်တီဟဘဝကို ဖြစ်မှဖြစ်ရလိမ့်ခြင်းဆိုတဲ့စာနာစိတ်နဲ့မေးမြန်းစူးစမ်းနေခြင်းဖြစ်ပါရဲ့အဖေကနောက်မိတ်မှယူသွားလို့ကွဲတာပါ။အော်ဒီလိုလား။ဟုတ်ပါရဲ့ဆရာ။ ျွန်တော်တို့အဖေကကချင်ပြည်နယ်ဘက်ကိုအလုံးနဲ့ပြောင်းရတော့ကျွန်တော်တို့သားမိကိုတဘာတဲ့အဖေနဲ့ပြောင်းလိုက်ကြဖို့ခေါ်ပါတယ်ဒါပေမဲ့အမေကအထယ်ဆိုင်ရောက်နေတော့မလိုက်ဖြစ်ပါဘူးကချင်ပြည်နယ်ဘက်ကိုပြောင်းသွားပြီးတဲ့နောက်မှာအဖေဟာ၃ချိန်လောက်ရန်ကုန်ကိုပြန်လာပြီးတော့အမေကိုခေါ်ပါတယ်မင်းအမေကလိုက်မသွားဘူးလားဟုတ်ကဲ့လိုက်မသွားပါဘူးအဖေကိုရန်ကုန်ပြန်ပြောင်းခဲ့ဖို့ပြောပါတယ်အဲ့ဒီတော့မင်းအဖေကဘာပြောလဲ ပထမတစ်ချိန်တော့ငါစူးစမ်းအောင်မယ်လို့ပြောပြီးပြန်သွားပါတယ်ဒုတိယအချိန်ကျတော့အမေအထေရောင်းချင်ဟိုမှာဈေးရှိတယ်ဆိုင်ကန်းဝယ်ပြီးတော့ရောင်းပါဆိုင်ကန်းဝယ်ပေးပါမယ်လို့အဖေကပြောပါတယ်ဒါပေမဲ့အမေကရန်ကုန်ကနေဘဲမှမပြောင်းနိုင်ဘူးအဖေသာရန်ကုန်ပြန်ပြောင်းရအောင်လုပ်ပါလို့ပြောတယ်ဒါနဲ့အဖေလည်းစိတ်ဆိုးပြီးတော့ပြန်သွားပါတယ်အဲ့ဒီကလေးကမင်းအမေနဲ့ကွဲသွားတာပေါ့ဟုတ်လားဟင်အဖေကနောက်တစ်ခေါက်လာပြီးတော့ခေါ်သေးတယ် အဲ့ဒီတုန်းကလည်းအမေကမလိုက်နိုင်ဘူးလို့ညင်းလိုက်တယ်။မင်းဖေတန်ရောစင်ကြီးတလို့မင်းအမေကခေါင်းမလှရဲကွာ။ဟုတ်ပါရဲ့ဆရာ။အဖေနောက်ဆုံးခောက်လာတော့ကသူ့အနေနဲ့ဟိုမှာတခြားကိစ္စတွေအဆင်ပြေပြီမေ။မိသားစုမရှိတဲ့အတွက်အစားအသောက်အဆင်မပြေတဲ့အကြောင်းကျွန်တော်အနေနဲ့လည်းတနေ့တခြားကြီးလာတော့သူ့မျက်စိအောက်မှာပဲကြောင်းထားခြင်းကြောင့်မိဘစုံစုံညီညီမျက်စိအောက်မှာရှိတဲ့တာသမီးဟာအများအားဖြင့်တော့အမားရွေးနေပြီးတော့ဒါကောင်သမီးကောင်းများဖြစ်တာများကြောင် အဲ့ဒီလိုပြောပြီးတော့သူနဲ့အတူလိုက်ခဲ့ဖို့ခေါ်ပါတယ်။အောင်တီဟာကသူ့ရဲ့မိခင်ဖခင်တို့အကြောင်းကိုပြောနေရတော့လက်တက်တော့သူတရားခံဘဝကိုရောင်းနေတာကိုတော့မင်းနေသလားမသိပါ။အမှုစီအရာရှိသိလို့တများကို ရှေရှေဝေးဝေးနဲ့ပြောပြနေတယ်။မင်းအမေကညင်းတာပဲလားကွာ။ဟုတ်ကဲ့။အဲ့ဒီတော့မင်းအဖေကဘာပြောလဲ။အေးငါဒီလောက်ရှင်းပြတာကိုမှမင်းကသဘောမပေါက်ရင်နောက်ငါဆုံးမဆိုနဲ့။ ငါနောက်မင်းမှယူတော့မယ်လို့ပြောပါတယ်။အဲ့လိုမင်းဖေကပြောတော့မင်းမေကဘာပြန်ပြောလဲ။ဟမ်။ဒူရဲအုပ်တင်အောင်ကတိတင်စောနေခလောလောမေးလိုက်တယ်။ဒါတော့ရှင့်တဘောပါ။ကြိုက်တယ်လို့လှုပ်ပါလို့ပြောလိုက်ပါတယ်။အဖေကကျွန်တော်ကိုသူနဲ့လိုက်ခဲဖို့ခေါ်ပါတယ်။အမေကလည်းမထည့်ပါဘူး။နောက်ဆုံးအဖေကစိတ်ဆိုးပြီးတော့ပြန်သွားတာပြန်မလာတော့ပါဘူး။ရန်ကုန်ကပြန်သွားပြီးမကြခင်ပါပဲ။အဖေနောက်မင်းမှယူလိုက်ပြီဆိုတာကြားပါတယ်။ မင်းဖေကပြောရင်ပြောသလိုလုပ်တဲ့သူပဲဒါနဲ့မင်းဖေနဲ့အမေသူတို့ကြောင်းနဲ့သူတို့ကွဲကြရထားပါတော့မင်းကဒီဒူးစရိုက်လောကတွေကိုဘာဖြစ်လို့ရောက်ရတာလဲကွာအမေအမကျွန်တော်ရဲ့ကြီးတော်ကြောင့်ပါဟာခြာတိတ်ကလေမင်းဒူးစရိုက်လောကတွေရောက်တာနဲ့မင်းကြီးရော့နေတော့စိုက်မဲမထင်းမောင်းကွာကျွန်တော်ဆက်မပြောချင်တော့ကျွန်တော်ဒီလိုဘဝရောက်ရတာအဲ့ဒီကြီးတော်ကြီးကြောင့်ပဲဆရာ သူကအဓိကပဲဆရာ အောင်ဒီဟရဲ့မျက်ဝန်းကမျက်ရည်များဝဲပြီးတော့မျက်နှာတစ်ပြင်လုံးပန်းတို့ရောင်တန်းလျက်ရှိတယ်။ဂျာတိတ်ကလည်းကွာပြောမယ်ပြောတော့စုံအောင်ပြောစမ်းပါကွာတို့သိသိချင်းနဲ့အချက်အချာမှမင်းကမပြောချင်တော့ဘူးဆိုတော့စမ်းတငန်းငန်းဖြစ်နေပြီ။နောက်ဆုံးအမှုစီအရာရှိရဲ့ကြွန့်ကြင်စွာစီယုံပြောဆိုတတ်မှုကြောင့်အောင်ဒီဟတယောက်သူ့အမိနဲ့သူ့ရဲ့ကြီးတော်ကြောင့်ကိုပြောဖြစ်တယ်။ဟဲ့ခင်ခင်ကြီးညဒီတိုင်းမှာနေသွားတော့မှာလား။ ငါပြောထားတဲ့ကိစ္စရောစဉ်းစားပြီးပြီလားမဖြစ်ပါဘူးမမရေဟိုတယောက်နဲ့ဒါအောင်းအောင်းရင်မျက်နှာရှိသေးတယ်လေအမလေးလေးခင်ခင်ကြီးရေဘသူ့မျက်နှာကိုမှမထောက်ဘဲနဲ့စဖောက်သွားတဲ့ကောင်းကိုများညိမို့ထဲ့စဉ်းစားနေရတယ်အံ့ရောဤအောင်းအောင်းဆိုတာလေကလေးပဲအမေထားရနေစေရသွားရမှာပေါ့ညိတောင်းတောင်းဤတွေးမနေနဲ့ကိုကြည့်ဟာရုပ်ရည်ရောဒနာဥစ္စာပါဘာမှပြောစရာမရှိဘူးဘုံဆိုးဘုံဆိုးပြီမဲ့ တာသမီးတယောက်မှရှိတာမဟုတ်ဘူးညီကိုဟိုကောင်အောင်မြတ်နဲ့မယူခင်ကတည်းကမြစ်တာရှိနေတာညီအောင်မြတ်နဲ့ယူလိုက်တော့တာဒုက္ခများတခြားတယောက်ကိုယူလိုက်ရတာခုတော့ညီတို့ဖူးစာပဲညီကလည်းလွတ်လွတ်လပ်လပ်သူကလည်းလွတ်လွတ်လပ်လပ်ဘာမှစဉ်းစားနေစရာမလိုဘူးညီမတယောက်တည်းရှိတာကောင်းစိတ်ချင်းလုံးလို့ငါစီစဉ်တာမွေးကျင်တဲ့ခွေးကပြာပုံတိုးဆိုတာမျိုးတော့မဖြစ်စေချင်ဘူးဟိအမကြီးအမိယာဆိုတဲ့စကားတိုင်းဒေါ်တင်တင်ကြီးရဲ့စကားကအောင်မြင်သွားတယ် တချက်ကလည်းခင်ခင်ကြီးအနေနဲ့ကိုအောင်မြတ်အပေါ်မှာပြန်လဲအရွဲတိုက်ပြလူစိတ်ကလွှမ်းမိုးသွားတော့မှုဒေါ်တင်တင်ကြီးစကားကအလွယ်တကူအောင်မြင်သွားခြင်းဖြစ်မယ်။ကိုချိကပွဲယုံပိုင်ရှင်ပွဲစားကြီးမှုစီးပွားရေးကောင်းနေစန်ဒီစူပါဆလွန်ကားဖြူလေးနဲ့အိမ်နဲ့ပွဲယုံကိုဂူးကြည့်တန်းကြည့်တော်လိရှိတော့အောင်တီဟာတို့ပဝင်းကျင်မှာပထမတော့အမြင်ဆန်းတဲ့လူဖြစ်နေကြတယ် နောက်ပိုင်းမင်္ဂလာဆွန့်ကျွေးပြီးတော့အောင်ဒီဟမိခင်ဒေါခင်ခင်ကြီးနဲ့ယူလိုက်ကြပြီလို့ပြီးတော့ထူး၍မဆန်းတယ်လို့ဖြစ်တော့ကြတယ်။တင်တင်ကြီးခင်ခင်ကြီးရဲ့ကိုချစ်တို့ကတနုပြုံမျိုးနယ်ကဖြစ်တော့ရန်ကုန်မြို့မှာအခြေကျနေကြသူများမို့အတွင်းသည့်အစင်းသည့်ငယ်ပေါင်းများဖြစ်ကြတာမို့အဆအဆရရအစဉ်ပြေးကြသည်။အောင်ဒီဟအဖို့တော့အဖေကနောက်မင်းမယူတော်ရတဲ့အတွက်စိတ်မှာဘလို့မှမခံစားမိ အမေဦးလေးချစ်ကိုယူလိုက်တော့စိတ်ထဲမှာမပေါ်ပြတတ်တဲ့ဝေဒနာတခုခံစားမိတယ်လို့ဖြစ်ပြီးတော့အိမ်ထဲကအိမ်ပြန်ထွက်လို့စိတ်လုံးဝမရှိဖြစ်သွားတယ်။တရင်ကျွတ်မှာကြောင်းရက်ရှည်ပိတ်ထားလို့ဒေါ်တော့တယ်။မနေ့ပြန်ကြောင်းတွေပြန်ဖွင့်ပြီ။အောင်သီဟာကမလွဲတာမရှောင်တာတော့အိမ်အပြင်ကိုထွက်ရတယ်။ဟေးပွဲစားကြည့်တာကြောင်းကောက်ကားနဲ့မသွားဘူးလားကွာ။ဟာဟာ လမ်းထိပ်ကအလင်းရောင်လက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်တောက်ကြရင်းနဲ့ကက်ဆက်နားထောင်နေကြတဲ့ကျော်တွန်းတို့အုပ်စုကဘက်စကားဂိတ်ကိုလျှောက်လာရင်အောင်တီဟာကိုမြင်တော့လက်မေးလိုက်တဲ့ဘာကိုသဘောကျတယ်မသိပါတဝါဝါတဟားဟားနေဝိုင်းရည်နေကြတဲ့အောင်တီဟာကမျက်လုံးများပြောင်းဝေးသွားတဲ့ကျော်တွန်းတို့အုပ်စုရဲ့ဝိုင်းဟားလိုက်တဲ့ရေမောတန်များက သူ့ရဲ့ရှက်စိတ်ကိုအထွတ်ထိပ်ကိုရောက်စေသူ့ရဲ့ရင်ကိုတုန်ခါသွားစေထို့ကြောင့်သူဘာလုံးမိမှမသိအောင်ဖြစ်သွားတယ် သူမသိတယ်လို့ပဲပဝင်းချိန်ကလေဘာကြောင့်အောင်ဒီဟာကဒီလိုလှုပ်လိုက်တာကိုမသိလိုက်ကြပြီအမှန်တော့ကြော်တွုံးတို့ရဲ့ရည်တမ်းများမဆုံးမီမှာပဲအောင်ဒီဟာကလမ်းဘေးမှာလမ်းပြင်ရန်အသင်ပုံထားတဲ့ကြောက်ခဲများကိုကောက်ပြီးတော့အလင်းရောင်လက်ဖက်ရည်ဆိုင်အတွင်ကိုဒလဲဆက်ပစ်ပေါင်းပြီးရတာဖြစ်သွားတယ်။နောက်ဆုံးအဖြေကတော့ကြော်တွုံးကနှစ်ဖူးပေါက်ပြဲပြီးတော့အလင်းရောင်လက်ဖက်ရည်ဆိုင်က မုန်းထဲတဲ့ရုပ်ကိမှန်ပြီးတော့ကြီးရှေ့မှန်ကွဲသွားတယ်။ ပျက်စီးဆုံးရှုံးမှုများတွင်ကိုချင်းနဲ့ခင်ခင်ကြီးတို့ရောတဲ့နာရောပြီးတော့တောင်းပန်တဲ့နာတောင်းပန်လိုက်တော့အလုံးအစင်ပြေးသွားတယ်။မပြေတာက အောင်တီဟရှင်တွင်ကရှက်စိတ်ပဲ။လူတို့မြည်သည်မခံချင်တာကိုမှ စားကြတာကဓမ္မတာဖြစ်တယ်။အောင်တီဟကိုမြင်နိုင်ကြီးငယ်မရွေးပွဲစားကြီးလို့လည်းကောင်းပွဲစားသားလို့လည်းကောင်းကြဲကြဲတမျိုးတိုးတိုးတပုံစားကြနောက်ကြတယ်။တို့ကြောင့်အောင်တီဟကလက်ရှိပဝင်းချင်မှမနေလို့ ကင်းကင်းနေလိုစိတ်များတဖွာဖွာပေါ်လျက်ရှိဖားခင်ဖြစ်သူကအလုံးနဲ့ရန်ကုန်ကိုပြန်ရောက်ပြီးတာဥကလာမှာနေမှန်းသည်တော့ဖားခင်ထံကိုသွားနေရန်စဉ်းစားမိပြန်သည်ဒါပေမဲ့အဖေရဲ့မယားငငယ်လေးနဲ့လည်းမနေလို့အဲ့ဒီကနေစပြီးတော့အောင်တီဟာကနေချင်းရနေသွားချင်းရသွားဖြစ်ပြီးကျောင်းကနေထွက်လိုက်ရတယ်တနေ့မှခားခင်ညူကကြီးအောင်ပွားအလစ်တုပ်ဝင်းကြီးဂန်းကားငသိန်းတို့အဖွဲ့နဲ့အပေါင်းအသင်းဖြစ်ပြီးတော့လိုင်းမော်ကိုရောက်သွားတယ် အပေါင်းအသင်းဖြစ်သွားသူများကလိုင်းပေါင်းစုံနေကြသူများဖြစ်တော့အောင်ဒီဟာကလည်းတပြေးပြေးနဲ့လိုင်းစုံသွားတယ်။လေးရင်ခိုးတယ်၊နှိုက်တယ်၊မလေးရင်လူတယ်၊ဖြတ်တယ်။ဒီလိုဒီလိုနဲ့အောင်ဒီဟာမိဘများနဲ့တပြေးပြေးနဲ့ကင်းကော်အလံဝေးသွားတယ်။ကျွန်တော်အဖြစ်ကတော့ဒါပါပဲဆရာ။ကျွန်တော်လုံရဲရင်ခံရဲပါတယ်။အောင်ဒီဟာကသူ့ရဲ့ဖြစ်စဉ်ကိုရှီလျားစော်နဲ့ပြောပြတယ်။ဆရာခုပဲတက်တက်တင်ထွေးစီကဖုံးရတယ်။ခင်ညို့ကိုမိပြီတဲ့။ ဟုတ်လားဘဲကဆက်တာလေဘဲမှာမိတာလေးလေဆရာလာတော့မင်္ဂလာတော့စကန်းကဆက်တာရိမိတဲ့နေရာကတော့ဆရာတိထားပြီးဖြစ်တဲ့ဝေချင်းကမိတာပါရိโอเคဒါဆိုရင်ပွဲပြီးပြီတဲကျဲကြီးလာတော့ကအမှုစကန်းမှာ အမှုစစ်နေတယ်သူရဲ့အုတ်တင်အောင်ကိုသူရရှိတဲ့ဖုံသတင်းကိုတင်ပြလိုက်တော့အမှုစစ်အရာရှိကဝမ်းသာအရာဖြစ်သွားတယ်ကဲအောင်တီဟာရေမင်းရဲ့အပေါင်းတင်းလေမကြခင်ရောက်လာတော့မင်း ဂျူစီအိုက်သမားဆိုတဲ့သူတွေကဘလောက်ပဲလှင်လှင်ဘလောက်ပဲပုန်းရှောင်ရှောင်ရာဇဝတ်ဘေးပြေးမလို့တဲ့ကွာအနည်းနဲ့များအပေါက်ချင်းတွေကိုဝင်ရမှာပဲငါးညီအတော်လေတို့ စိတ်မကောင်းပါဘူးပြက်စင်ပြင်ခနာတွေဒီတခါထိုက်တဲ့ပြည်တံခံပြီးရင်တော့လူကောင်းသူကောင်းတယောက်ဖြစ်အောင်ကြိုးစားကွာဟုတ်လားဆရာဝင်းလွေဒီကောင်ကိုအချုပ်ထိပ်ပြန်ထည့်လိုက်ပါစာရေးသူဆရာကြီးကိုလေဂျေဇူးတင်ပါရီကျမရဲ့ပရိသတ်များရှင် ခုရက်ပိုင်းမှာယာတီတုတ်ကွေးများဖြစ်နေပါသည်။ကျမရေဂီူးစိတ်ကြပါရှင်။ကျမလည်းယာတီတုတ်ကွေးဖြစ်ပြီးတော့နာစီချောင်းစုကြံခဲ့ပါသည်။အဲ့ဒီတွင်နှာတန်နဲ့တင်ဆက်နေရတဲ့အတွက်လေနားလေခွင့်လွတ်ပေးဖို့တောင်းပန်ပါရသည်ရှင်။ဟုတ်ကဲ့ဇလန်လီကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရှင်။နားစင်အားပေးခဲ့ကြတဲ့တအူးတယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်။ အခုလိုစိတ်ဝင်စားဖို့ဇာတ်လမ်းများကိုတင်ဆက်ပြီးကျမရဲ့လာပြည့်ချန်နယ်ကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးပို့ကြောင်းဆိုပြရစီရှင်။